နဲနဲနဲ့ကောင်းကောင်းစာကိုအလေးချိန်တိုးလာတိုင်းတေဖို့တဖြည်းဖြည်းနီးလာကြောင်းတတိပြုစီလိုပါတယ်လူတွေကလှပအောင်ဝက်စားပြင်ဆင်ကနေထိုင်နိုင်ရေးကိုသာဦးစားပေးကြတယ်ကျမ်းမအောင် နေထိုင်ရေးကိုတော့ဦးစားပေးရန်အားနေနေကြတယ်ဝါရာကိုဂုံယူကြတယ် လာလို့ဝါလို့ဟု ပြောကြပါတယ်ဝါလာလေတေဖို့နီးလာလေ ဆိုခြင်းကိုတတိမမူမိကြကြောင်းတွေ့ရပါတယ်ကိုခန္ဓာဝါလာလေနေထိုင်မကောင်းဖြစ်လာလေအတော်အလာအနေထိုင်ခက်ခဲလေဖြစ်လာပါတယ်ဝါလာခြင်းဤနောက်ဆက်တွဲအကျိုးဆက်များအဖြစ်နှလုံးအဆုတ်ကြောက်ကတ်တွေကပြက်စီးလာလေ ဖြစ်ပါတယ်ကျမ်းမာရေးဆိုဒီမှာ ကျမ်းမာအောင်နေထိုင်ကျင့်ကြံနိုင်သူ အတွက်ဖြစ်ပါတယ်။မိမိတို့နေထိုင်ကျင့်လည်နေကြတဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းက အများကြီးစားနိုင်တာကိုဂုံယူနေကြတဲ့လောကဖြစ်နေတယ်။အစားများလေဝလာလေဝလာလေပြဿနာတွေကများလာလေဖြစ်နိုင်ကြောင်းတီလျက်နှင့်ပင် အများကြီးစားမှအာရကြည်နက်ကပီတိဖြစ်နေကြပါတယ်။ဝလာခြင်းသည် အလိုရမက်ကြီးခြင်းဤ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ပါရဲ့။အစာအတော့ကိုလျှော့စားရမည်အစာဆန္ဒနှင့်ယမန်နောက်ကိုလိုက်ခါစားတော့မီခြင်းကြောင့်အဝလွန်ကမသက်မသာဖြစ်လာရပါတယ်။ကိုယ်ပါသာယောဂရှာနေသလိုဖြစ်နေပါရဲ့။အစာအတော့ကိုခုံမင်လာခြင်းမှာစိတ်ဖိစီးခြင်းတမျိုးလည်းဖြစ်လာပါရဲ့။စိတ်ထဲတွင်အစာအတော့အတွက်ပဲစိတ်ရောက်နေခြင်းဖြင့်အလုတ်ပြတ်အကင်ပြတ်တွေလည်းဖြစ်လာပါရဲ့။ စားတောက်နိုင်လောက်သည့်အနေအထားတစ်ခုရအောင်မရှာဖွေနိုင်လေစိတ်ပြက်လာတယ်။ကောင်းကောင်းမစားကောင်းကောင်းမတောက်ရလင်ပင်စိတ်ဝေဒနာတစ်ခုခုခံစားလာရပါတယ်။လူဆိုဒီမှာယောဂမွေးရန်မဟုတ်ယောဂကင်းဝေးရေးအတွက်ကြင့်ကြံနေထိုင်နိုင်မှသာကိုယ်ချမ်းမာပြီးစိတ်ချမ်းသာနိုင်ပါတယ်။အလွန်အကျူးဖြစ်ခြင်းမှာမြည်သည့်နေရာမှမကောင်းပါ။နေရာတိုင်းတွင် ထိမ့်သိမ့်နေထိုင်နိုင်သည့် စိတ်ဓာတ်မျိုးကိုမွေးမြူတင်ပါတယ်။တဘာဝအတိုင်းနေထိုင်စားတောက်နိုင်စေရန်ကြင့်ကြံခြင်းမှာအကောင်းဆုံးဖြစ်ပါရဲ့။ခေတ်ကာလကအတုတွေများပြီးတဘာဝမကြသည့်ပိုးသက်ဆေးများဖြင့်အစားအသောက်များကို ပြုပြင်ထိန်းချုပ်လာကြရဲ့။ထို့ကြောင့်မြန်မြန်စားတိုင်းကောင်းသလားစဉ်းစားရန်လိုလာပါရဲ့။နည်းနည်းစားချင့်ချိန်စားကောင်းကောင်းစားကျန်းမာအောင်စားခြင်းဖြင့်ဘဝကို ပြိုးထောင်သင်ပါရဲ့။ အရှင်မများသည်မိမိကိုယ်ကိုယ်သာမဝအောင်ခရူးဆိုင်မယ်။သူ့ယောက်ျားသူ့သားသမီးတွေကိုတော့ဝါစေချင်ပါတယ်။မြများချက်ပြီးမြများစားမှကျေနပ်ချင်ကြတယ်။အ ਨੇ ဆုံးနဲ့အကောင်းဆုံးစားပြီးစမ်းမအောင်စားတော့နေထိုင်ခြင်းကို လေ့ကျင့်သင်ကြားပေးရန်မိန့်နေကြပါတယ်။ထို့ကြောင့်ယောဂတွေထူလာပြီးယောဂဖြစ်မှစေကန်းကိုတန်းစီသွားကြတယ်။ အစကတည်းကကျမ်းမာအောင် အလေးထားတစ်ခုကိုအိမ်တွင်းမှာတီဆောက်ထားလိုက်လေပျော်ရွှင်သောမိသားစုဘဝတစ်ခုကိုလည်းပိုင်ဆိုင်ပေးသားဖြစ်လာပါမယ်။ထို့ကြောင့်နဲနဲနဲ့ကောင်းကောင်းစားသည့်အလေးအထလေးတစ်ခုကို ထူထောင်ထားစေချင်ပါတယ်။ကောင်းကောင်းလဲစားကျမ်းမာအောင်လဲစားနိုင်ရင် ပိုပြီးကောင်းမွန်ပါတယ်။ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကို့ဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။